အလုံးမမြင်လာပါရှင်ဒီနေ့မှာတော့ vacuum ကိုဘယ်လိုသုံးပြောလဲဆိုတော့ပြပြထားမှာဖြစ်ပါတယ် vacuum ရဖြင့်နောက်ဖက်မှာ um ဒီလိုကြိုးစားလေးရှိရပါတော့အဲ့ဒါကိုဖိပြီးတော့ဆွဲမယ်ဆွဲပြီးတော့ um အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ကြိုးစားကိုတေချာဆွဲမယ်ဆွဲပြီးတော့အသုံးပြုလို့ရတယ် နောက်တစ်ချက်ကကြတော့ဒီအာဒီကျိုးကိုဘယ်လိုပြန်သိမ့်မလဲဆိုရင်အဲ့လိုကျိုးလက်နဲ့လက်နဲ့ပြဆွဲလိုက်မယ်ဆွဲပြီးပြန်ပြီးတော့သိမ့်လို့ရမှာဖြစ်ပါတယ်နောက်တတိယတစ်ချက်ကအမ်ဗက်ကျူးရဲ့အတူအတန်ဗက်ကျူးရဲ့အရှိကောင်းအတန်ကိုအတူရှိဘယ်လိုသိမ့်မလဲဘယ်လိုဆက်ထုတ်မလဲဆိုရင်ဒီခလုတ်ကလေးကိုဖိပြီးတော့ထုတ်သွင်းလုပ်လို့ရပါတယ်အဲ့ဆိုရင်ဗက်ကျူးရဲ့ဗက်ကျူးရဲ့ကောင်းကအတူရှိလုပ်လို့ရမှာဖြစ်ပါတယ် ောက်တစ်ချက်ကကြာတော့ vacuum ကိုဘလို့ပြန်သိမ့်မလဲဆိုရင်အဲ့မှာ vacuum ရဲ့နောက်ဖောက်မှာနောက်ပေါက်မှာအဲ့ဒီအပေါက်မှာခေါင်းခေါင်းမှာလည်း click ပါတယ်အဲ့ click နဲ့ဒီချာဖိပြီးတော့ထိုးလိုက်လို့ရှိရင်ခါရဲအာတင်းပြီးသားဖြစ်မှာတင်းပြီးသားဖြစ်သွားတယ်ပေါ့နော်နောက်ချက်ကကြာတော့ vacuum နဲ့မှာစုပ်ပြီးသားကိုဖုံလေးကိုဘလို့သိမ့်မလဲဆိုရင်အဲ့မှာလက်မလေးကျမရဲ့လက်မနဲ့ဖိထားတယ်ဖိထားတယ်ပုံမှန်ဆိုရင်ဒီတိုင်းလေးရှိမှာပေါ့နော်ခိုင်ဟာကို လို့လက်မှလည်းဖိပြီးတော့ထုတ်มาပဲဖြစ်ပါတယ်အခုကျွန်မထုတ်ပြီးသွားပါပြီထုတ်ပြီးသွားတော့နောက်တစ်စင်ကဘယ်လိုမျိုးဖုံအပြင်ထုတ်ပြီးတော့တန်ရှင်းလုံမလဲဆိုရင်အမကျွန်မလက်မှလည်းဖိလိုက်တယ်ဖိပြီးတော့ဟာလိုက်တယ်ပေါ့နော်အဲဆိုလို့ရှိရင်ဒီဒီအမိုက်ဒီ dust